ကိုရခက်တဲ့စာဝတ်ချန်တွေအစီပူတွေနောက်ပြီးတော့ special filament လို့ခေါ်တဲ့ဒီနှာခေါင်းသားနဲ့မင်းစင်သားတွေမှာရှိတဲ့အစီမြင်ခဲလေးတွေမရောင်ရမ်းတဲ့ဝတ်ချန်တွေအတွက်ဆိုရင် Bioderma ရဲ့ CBN ချေမူဆန် Active လေးနဲ့ CBN Keratin Plus လေးကတော့မရှိမဖြစ်ပဲ။အချေမူဆန် Active လေးကိုကအသား၆တက်တယ်နောက်ပြီးတော့ထိခိုက်လွယ်တဲ့အသားရည်ပိုင်ခြင်းဆိုရင်တော့ဒီ CBN ချေမူဆန် Active လေးကိုမသုံးသင့်ဘူး။ကိုကအစီပြန်တဲ့အသားရည်ရှိတယ် combination skin ပေါင်းစပ်အသားရည်ရှိတယ်ပုံမှန်အသားရည်ရှိတယ်ဆိုရင်တော့ဒီ CBN ချေမူဆန် Active လေးကို exfoliation cleanser အနေနဲ့ ယ်ညဘက်မှာတရက်ချာသုံးပေးလို့ရတယ်။သုံးနေရင်လည်းကိုကအသားချောက်လာတဲ့ခံစားရရင်တော့ခဏလေးရထားပေးဖို့လိုပါတယ်။ TCBN Keratin Plus လေးကိုတော့ကိုကတခြား exfoliating product တွေ retinoid လိုမျိုး product တွေသုံးနေတဲ့သူတွေကိုယ့်ရဲ့ skin barrier ပျက်စီးနေတဲ့သူတွေနောက်ပြီးတော့ရောင်ရမ်းဝက်ချံအကြီးတွေထွက်နေတဲ့သူတွေ isotretinoin လိုမျိုးဝက်ချံပျောက်စေးတွေတောက်နေတဲ့လူတွေကနေလွဲပြီးတော့ all skin တိုင်းမှာအသုံးပြုပေးလို့ရပါတယ်။တမျက်နာလုံး moisturizer အနေနဲ့ညဘက်မှာလင်းပေးလို့ရတယ်လို့ spot treatment အနေနဲ့အဖုလေးတွေရှိတဲ့နေရာကိုပဲသုံးပေးလို့လည်းရပါတယ်။အသား၆တဲ့သူတွေနဲ့ sensitive skin သမားတွေကတော့အဖုရှိတဲ့နေရာကိုပဲ spot treatment အနေနဲ့သုံးပေးဖို့အမ recommend ပေးပါတယ်။ အဲ့တော့ဒီ product နှစ်ခုလုံးထဲမှာကလေ exfoliating acid တွေပါတယ်။နောက် zinc glucose လိုမျိုးအဆီပြန်နာကိုထိန်းပေးတဲ့ဟာတွေလည်းပါတယ်။နောက်ပြီးတော့ DCPN keratin plus ထဲမှာဆိုလို့ရှိရင် asotec ကိုပြန်ပြီးတော့ဖြည့်ပေးတဲ့ glycerin လို product တွေလည်းပါတယ်။အဲ့တော့ကိုကအဆီပြန်တဲ့အသားရည်ရှိတဲ့သူ၊ပေါင်းဆက်အသားရည်ရှိတဲ့သူနဲ့ပုံမှန်အသားရည်ရှိတဲ့သူတွေကဒီ product နှစ်ခုလုံးကိုတူတူတွဲပြီးတော့သုံးပြုလို့ရတယ်။အသား၆တဲ့သူတွေနဲ့ထိခိုက်လွယ်တဲ့အသားရည်တွေကတော့ DCPN keratin plus တွေကိုပဲသုံးပေးဖို့အမကရီကမန်းပေးပါတယ်။